င်္ဂလာပါရှင်တပတ်အတွင်းမှာအထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစေးတင်ဆက်ပေးမယ်တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ပဲဖြစ်ပါရရှင်ပထမဆုံးသတင်းကတော့ငလျင်ကြောင်းမန္တလေးမြို့အိုးဘုတ်အကျိန်းထောင်အတွင်အဆောက်အုံတွေပြိုကျခဲ့တယ်လို့နိုင်ငံရေးအကျိန်းသားတွေအပါအဝင်အကျိန်းသား30ကျော်တေဆုံးခဲ့ရတဲ့သတင်းကိုပြန်တင်ဆက်လိုက်ပါရရှင် မက်စလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အိုးဘိုအချင်းထောင်ကအူဟောင်းနေတဲ့အစာအုပ်တွေပြိုကျခဲ့တယ်လို့နိုင်ကျင်းတွေပါဝင်အချင်းသူအချင်းသား30ထက်မနည်းတည်ဆုံခဲ့ပြီး280ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နိုင်ငံရေးကျင်းသားတွေကိုကူညီပေးနေတဲ့ဖွဲ့ရီစီကနေသိရပါဗျ။ဒီတွင်ချက်လက်တွေကိုတော့ငင်းလင်းလှုပ်ခတ်ပြီး25ရက်ကြာသည့်တိုင်အောင်စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်လာတာမရှိသလိုစစ်ကောင်စီလက်အောက်ခံအကျဉ်းစီးဘက်ကလည်း သတင်းဖုံးကွယ်ထားတယ်လို့နိုင်ငံရေးကျင်းသားတွေကိုကူညီပေးနေတဲ့အဖွဲ့အခွန်အဖွဲ့ကပူးပေါင်းသတင်းထုတ်ပြန်ပါတယ်။လက်ရှိသတင်းရရှိထားတဲ့တော့နိုင်ငံရေးကျင်းသား၁၀ယောက်နဲ့နိုင်ငံရေးကျင်းသူ၁၀ယောက်ကျော်ပါစုစုပေါင်းအကျဉ်းသူအကျဉ်းသား30ကျော်တည်ဆုံခဲ့တယ်လို့နိုင်ငံရေးကျင်းသူများအဖွဲ့ကမဆူဆူမီက TVB ကိုပြောပါတယ်။ ကျမတို့လေဒီငလင်တန်ကြောင့်ပေါ့နော်ဥပုအကျဉ်းဆောင်အပြင်အပါဝင်တခြားအကျဉ်းဆောင်တွေနဲ့ထိစားရပေါ့နော်ပြုံမှုတွေမှာတော့ဥပုထောင်အများဆုံးဖြစ်တာပေါ့နော်အတင်ကျင်မှုတွေဖြစ်တဲ့အချိန်မှာကျမတို့ဒီစိတ်ရင်းနေရာလဲအတိအကျမရသေးဘူးပေါ့နော်လက်ရှိမှာလဲအကျဉ်းဆောင်တွေထဲမှာအာပြောရမယ်ဆိုလို့ရှိရင်တည်င်းအမောင်ချထားတဲ့အနေအထားနဲ့ကြုံတွေ့နေရတယ်ပြီးရင်ဒီနိုင်ငံချင်းသူချင်းသားတွေကဒီပြိုကျနေတဲ့အတောက်ဥပုဝါစာအတင်ထောင်အကျိုးကြီးဝင်လဲနေရထားတာမျိုးဒီရှိတယ်ဆိုတာမျိုးကဒီကျမတို့ကြားသိရတယ်ပေါ့နော်လက်ရှိအချိန်ထိကိုပဲတည်င်းတွေဖုံးကွယ်ထားသလို့ တည်ဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်းအကြောင်းကြားလာတာမရှိတဲ့အတွက်ကြောင့်တိတိကျကျသတင်းထုတ်ပြန်စီလိုတယ်လို့အဖွဲ့တွေကဆိုပါတယ်။ဒါအပြင်ငလင်တန်ခန်းစားခဲ့ရတဲ့အချင်းထောင်အတွင်းကနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပြောင်းရွှေ့ခံရမယ်လို့ချင်းချောက်ပြောဆိုတာနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက်လုံလောက်တဲ့စေဝါကူတာပေးမှုတွေလည်းမရှိကြောင်းသိရပါဗျ။ဒီအတွက်ကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဥပဒေထောင်အတွင်းဝင်ရောက်နိုင်မှုစ조사တဲ့ကြောင့်ကင်နီနိုင်ငံရေးအကျဉ်းသားများအဖွဲ့ KPPA ကလည်းပြောပါဗျ။ ပြူကြတော့မဲ့အဆောက်အုံတွေကိုတေးချပြုတ်ပြင်ပြီးလုံခြုံစိတ်ချရမှအကျဉ်းတူအကျဉ်းသားတွေပြင်ပြီးနေထိုင်စေရမှဖြစ်တယ်ပေါ့နော်အခုကသူတို့ကိစ္စသူတို့မလုပ်ဘူးဖြစ်နေတယ်မြန်မာနိုင်ငံတော်အင်အားပြင်းငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ငလျင်ဗေဒန်သစ်ဒေသတွေမှာလေးစစ်မီတာခါတွေပေးဆောင်နေရတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။ မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9အင်အားရှိတဲ့အင်အားပြင်းစကိုင်းငလျင်ကြောင့်မြန်မာနိုင်ငံတဝန်ပြည်သူထောင်ထဲချီတေဆုံခရပြီးနေအိမ်တောင်းချီလဲပျက်စီးဆုံးရှုံးခရပါတယ်။အခုလိုအခြေအနေမှာပဲငလျင်ဘေးတဲ့ကိုအများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာပြိုကျပျက်စီးခဲ့တဲ့နေအိမ်တွေပါမတန်းလျက်စစ်မီတာခပေးဆောင်ရမယ်ဆိုပြီးမီတာကြီးစာရွက်တွေရောက်ရှိနေတယ်လို့မန္တလေးဒေသခံတွေကပြောပါတယ်။ ။ဒီတာဆာရွက်ဒီလာတာကတော့ဒီ match လာထဲမှာသုံးထားတဲ့ဟိုမီးမီးကြီးပေါ့နော်မီတာကြီးပေါ့။အဲ့တော့မီတာဆာရွက်ကတော့သူပုံမှန်လာစဉ်ဝင်နေကြအတိုင်းရောက်လာတာဖြစ်တယ်။အခုရိုးအိမ်ဆိုလို့ရှိရင်ဒီအခု21ရက်နေ့ပေါ့နော်ဧပြီ21ရက်နေ့နောက်ဆုံးထားဆောင်ရမယ့်ဟာ master တွေဧပြီ21ရက်နေ့ကိုနောက်ဆုံးထားဆောင်မှာဒီလိုအချိန်မှာတော့မီတာဘီဆောင်တာကိုနောက်ဆုတ်ပေးစီချင်တာပေါ့လေနော်ဒီတော့ဒါမှမဟုတ်ဈေးလျှော့ပေးတာမျိုးတွေပါတယ်လေဖြစ်စီချင်တာပေါ့လေနော် အင်အားပြင်းကလင်းကြပျက်စီးမှုမရှိပဲမီတာဖက်ရှုနိုင်တဲ့လျှက်စင်မီသုံးဆွဲသူတွေအနေနဲ့မက်ရှလာအတွက်ပေးဆောင်ရမယ့်ဘေးရရှိပါကဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ် ပြင်ဆင်မှုရှိတဲ့အဆောက်အုံတွေမှာတော့ mesh apron ဒလားစာတုံးဆွေထားတဲ့ unit တွေကိုတွက်ချက်ပြီးတော့မေလာတရနေ့ကနေစပြီးစတဲ့ငွေတွေကိုစုပေါင်းကောက်ခံတော့မှဖြစ်ပြီးတော့ဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်မီတာဖက်မရအောင်ပျက်စီးတော့တဲ့နေအိမ်တွေအနေနဲ့စစ်ကောင်စီရဲ့လျှက်စစ်မန်နေဂျာရုံးကိုအတိပဲအကြောက်ကြားနိုင်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါသေးတယ်။ စကိုင်းတိုင်းအင်တော်မျိုးသိန်းတိုက်ဝဲမှာဖမ်းမိထားတဲ့တပ်မ89တပ်မမုံနဲ့တုံပန်းတွေကို PDF တပ်ကစစ်ဆင်မှုစတင်ပြုလုပ်နေတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။ စကိုင်းတိုင်းထပ်ပိုင်းအင်းတော်မျိုးကစစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လှိုင်ကူစခန်းကိုဒေါ်လာတက်ဖွဲ့တွေကအပိသက်သိမ်းယူပြီးမြို့သိမ်းနိုင်ငံကြောင်းဧပြီ9ရက်နေ့ညပိုင်းကကျင်းပခဲ့တာပါအင်းတော်မျိုးသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်မခွန်ခွန်တပ်မမှုပုံမှုချုပ်အောင်သက်ဦးပါဝင်စစ်သုံးပန်းတရာကျော်ကိုဒေါ်လာအစုဖွဲ့တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးစုံစမ်းစစ်ဆေးရာတွေစတင်ပြုလုပ်နေပြီလို့မြေပြင် PDF ရေပေါ်တယောက်ကပြောပါတယ် လက်တလုံးမှာသခိုင်းတိုင်းတွင်အင်းတော်အပါဝင်နေမည်စုမှုနိုင်တာမရှိတော့တဲ့ဒေသတွေကိုပြန်ထိမှုစစ်ကောင်စီကအနောက်မြောက်တိုင်းစစ်ထနာချုပ်မုံရွာမှာတပ်သားအင်အား900ဝန်းကျင်ထိထပ်တိုးချထားတယ်လို့သိရပါတယ်စစ်စည်းတဲ့ဟာတွေတော့စစ်စည်းနေတယ်မိတော့မကြည့်ရသေးဘူးမိတော့မကြည့်အောင်လေဒီနေ့ကျွန်တော်တို့တိချာဘလောက်ကဟာဝတ်တော်အုပ်စုက900ကျော်ပို့ထားတယ်အမှတ်တော့ကတော့လည်း400ဆူပေါင်း900ပတ်ချာလဲဒါမှခံမှာရှိနေတယ် အင်းတော်မျိုးကိုကချင်လူမျိုးရေးတပ်မတော် KIA နဲ့ဒေတာ PDF တွေကပူပေါင်းသိမ်းနိုင်ခဲ့တဲ့ဆိုပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မဲ့ပြဿနာနဲ့တာလုံအင်အားနဲ့ထူးဆစ်ပြန်စင်တာအခြေမျိုးပြန်ကြုံနိုင်တဲ့အခြေအနေမှာရှိနေတာပါဒီအခြေအနေမှာပဲမြို့ကန်ပြည်သူတချို့ကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြီးဖို့မြို့တွေကိုပြောင်းဝင်နေကြတယ်လို့သိရပါတယ် နိုင်ငံတကာသတင်းဌာနတွေကိုလည်းဝင်ခွင့်မပေးသလိုပြည်တွင်းသတင်းဌာနတွေကိုလည်းကန့်သက်ပိတ်ပင်နေတာကြောင့်ငလျင်သတင်းမှတ်တွေရဖို့ခက်ခဲနေတယ်လို့သတင်းသမားတွေကပြောဆိုနေကြတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်မီဒီယာများကိုဟုတ်ကဲ့ပါအာနာသိန်းစကောင်စီပြန်ကြားရေးဌာနကငလျင်သတင်းတွေရယူဖို့ပြည်ပသတင်းဌာနတွေကိုဝင်ခွင့်မပြုကြောင်းပြောဆိုခဲ့တဲ့အပေါ် သဘောထားမင်းမြန်ရာမှာအခုလိုပြောလိုက်ကြတာပါအဲ့ဒါတရင်ဌာနတွေကဟိုယူခွင့်ပေးတဲ့ခရာမျိုးမှာဆိုလို့ရှိရင်အာသူတို့ကဝန်ခွင့်မပေးဘူးလို့ပြောတယ်ပြည်ထောင်တင်ဌာနတွေတရင်ယူခဲ့အချိန်မှာလဲလွတ်လွတ်လပ်လပ်တရင်ယူလို့ရတဲ့ဌာနဆိုတာတော်တော်နဲ့တန်နာတင်ကာလာပေးတွေကအိမ်ဆိုင်ဖြစ်နေတဲ့တရင်သမားယာနဲ့ချီပြီးတော့ပြပောက်ကိုရောက်နေအဲအဲ့ဒီလူတွေလည်းတရင်ယူခွင့်မရဘူးခုနနိုင်ငံတကာတကယ့်တရင်ဌာနအကြီးတွေလည်းတရင်ယူခွင့်မရဘူးအာနာသိန်းစစ်ကောင်စီကမီဒီယာကိုပိတ်ပင်ထားတာကြောင့် လင်းကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေမှာအရန်ခက်ခဲနေတာလို့ဆိုပါတယ်နာသိနာတဲ့စစ်ကောင်စီပဲရှိနေတဲ့အချိန်မျိုးမှာအာဒီသတင်းမီဒီယာအခန်းကဏ္ဍကအမတန်အောင်စိန်ခေါ်မှုကြီးပါတယ်အဲ့တော့အဲ့နေရာသတင်းတွေအကုန်လုံးပြည်သူတွေဘက်ပို့ပြပြီးအဲ့သတင်းတွေကိုကျွန်တော်တို့ထုတ်နေရတယ်တိတိပပကျွန်တော်တို့ဘလို့မှမလုပ်ပေးနိုင်တဲ့အခြေအနေတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကပြောမယ်သူပြိုကျသွားတဲ့အဖြစ်အစီးတွေမှာပစ္စည်းတွေမှာတမိုင်းဝင်ပစ္စည်းတွေပါနေတယ်ဒါတွေကိုဘယ်လိုထိန်းသိမ်းမလဲခုနကပြောထားတဲ့တည်တည်ပစ္စည်းခဲ့ရတဲ့လူတွေရဲ့မိသားစုတွေရှိတယ်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေသူတို့ကိုဘယ်လိုကူစားမလဲ အာသူတို့ကို ထိခိုက်လွယ်အုပ်စုတွေမတန်ဆွမ်းတွေတက်ကြီးရောတွေခလင်းငယ်တွေအမျိုးသမီးတွေသူတို့အတွက်ဘယ်လိုလုပ်မလဲဟာတွေအကုန်လုံးကဘယ်သူမှသတင်းကိုတင်ဆက်နိုင်တဲ့ဟာမျိုးမရှိဘူးအဲ့ဒါဆိုလို့ရှိရင်တစ်နေ့တစ်နေ့ပိုးပိုထိခိုက်လာတဲ့ဟာတွေရှိလာပြီထန်တဲ့တဘာဝဘေးရန်တွေလိုဟာမျိုးငလင်းပြာမလို့မခံရဘူးတဲ့အခြေအနေမျိုးမှာဒီလောက်စနစ်လွဲချော်နေတဲ့စနစ်ကြားထဲမှာသူတို့ရဲ့အတန်တွေကိုပေါ်ထုတ်လာဖို့ဆိုလို့ရှိရင်တော့ကျွန်တော်မီဒီယာအများကြီးရည်ကြည်တယ်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာတော့မလုပ်နိုင်ဘူးလို့ဖြစ်နေတာ အင်းလဲဒေတာမှာငလျင်ကြောင်းအိမ်တွေပျက်စီးခဲ့ပြီးသုံးဘက်ကြတဲ့အထည်စစ်ကောင်စီရဲ့အထောက်ပံ့တွေမရရှိသေးသလိုပြန်လည်ထူထောင်ရေးတွေလည်းထိထိရောက်ရောက်မလုံးနိုင်သေးတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။ငလျင်နယ်တင်းခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလဲဒေတာမှာအိမ်တွေပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးသုံးဘက်ကြတဲ့အထည်စစ်ကောင်စီရဲ့အထောက်ပံ့တွေမရရှိသေးသလိုပြန်လည်ထူထောင်ရေးတွေလည်းထိထိရောက်ရောက်မလုံးနိုင်သေးဘူးလို့ဒေတာကန်တွေကပြောပါရတယ်။ ဂလင်းလောက်ခတ်ပြီးနောက်မှာအင်းလင်းဒေသမှာအင်းဆောက်ပစ္စည်းစီနှုန်းတွေလည်းမြင့်တက်နေတဲ့အတွက်အင်းလင်းဒေသခံတွေအနေနဲ့အိမ်တွေပြန်လည်တည်ဆောက်ဖို့အခက်အခဲတွေဖြစ်နေတာလို့ဆိုပါရစေ။ငလင်းတန်ပါတော့တဲ့အိမ်ကခုမှဖြတ်နေရဖြတ်ပြန်အခုမှငလင်းကြောင့်ပျက်စီးသွားတဲ့အိမ်တွေကိုဖြတ်နေတော့ရှိပါသေးတယ်။အကုန်လုံးမဖြတ်နိုင်သေးပါဘူး။အိမ်တွေပြန်ဆောက်ဖို့အတွက်ကတော့လူရှင်လည်းမရှိသေးဘူး။အိမ်ဆောက်ပစ္စည်းတွေကလည်းဈေးတွေတက်နေတယ်။အိမ်ပြတ်သွားတဲ့သူတွေကသုံးမြင့်ရှိတဲ့နေရာတွေမှာအစုအဖွဲ့တွေနဲ့နေထိုင်နေကြရတယ်။ ပြန်လည်ထူထောင်ရေးအတွက်ငွေကြေးအဓိကလိုအပ်နေပါတယ်။တာဝန်ရှိသူတွေကလည်းလာလုပေးတာမျိုးမရှိသေးပါဘူး။အင်းလေးဒေသမှာရှိတဲ့ငလီနန်တဲ့ကျေးရွာတွေမှာအလူရှင်မရောက်တဲ့ကျေးရွာတွေလည်းရှိနေပြီးဒေသခံတွေကလက်ရှိချိန်မှာနေထိုင်စားသောက်ရေးနဲ့စေဝါတွေရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။ငလင်တန်တဲ့နေသားကနေဟာပြည်စည်းမှုနယ်တဲ့ဖုန်ကြီးကြောင်းနဲ့စာတင်ကြောင်းတွေမှာခုံလုံးနေကြပြီးယာယီတဲထိုးကနေထိုင်သူတွေနဲ့လှေတွေပေါ်မှာမိုးကတွေလှုပ်ပြီးနေထိုင်သူတွေလည်းရှိနေတယ်လို့သိရပါဗျ။ ကရင်ပြည်နယ်ကော့ကရိတ်မြို့တွင်းမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ထောင်ထဲချီတဲ့မြို့ခံပြည်သူတွေကိုစစ်ကောင်စီတပ်ကမြို့ပြင်ကိုထွက်ခွာခွင့်မပေးဘဲတရားခံသဘောမျိုးပြုလုပ်ထားတဲ့တဲ့င်းကိုပြန်လည်ထုတ်လင်းလိုက်ပါတယ်။ကော့ကရိတ်မြို့နီးမှာစစ်ကောင်စီတပ်နဲ့ကရင်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးကော့ကရိတ်မြို့ရင်းကကြေးရွာတွေကိုစစ်ကောင်စီကမြေပြင်လက်နက်ကြီးပင်းလေးကြောင်းကပါဘုံကျဲတိုက်ခိုက်နေပါတယ်။ ဒါအပြင်ကျုံတို့မြို့နီးမှာကရင်ဦးဆောင်ပြီးစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်တင်းနေဘလူလေဆိုတော့ဆောက်လို့မရဘူးဟွန်းဒီမခါတာအများကြီးပဲမြို့တယ်မှာယူဟာလူသားထားလို့ရစပတ်စနဲ့ယူဟာလူသားထားရတာစဘူကစင်ပြေဘူးဒီလေးနဲ့ချေရဒီတိုင်းလူပါ ဧပြီလ18ရက်နေ့မနေ့9နာရီလောက်ကစစ်ကောင်စီကကော့ကလေးမြို့နယ်ကဲနီကျွော်နယ်တရဲတော်ကျွော်ကိုလေကြောင်းကနေဘုံကျက်တက်ခိုက်ခဲ့တာကြောင့်တရဲတော်ကျွော်ကပြည်သူတယောက်တေဆုံးပြီးကလေးမြောက်ထိမှန်တန်ရာတွေရရှိခဲ့တဲ့အပြင်နေအိမ်တွေပါထိမှန်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီကလေအိမ်နဲ့ဘုံကျဲပြီးအမြောက်တွေနဲ့ပြစ်တာဟာတကယ်လူမဆန်တဲ့လုပ်ရဖြစ်တယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်အရသားတွေကိုပြစ်မှတ်နေတဲ့သူတို့ပြစ်တဲ့အတွက်ဒါဟိုဂျီနိုဆိုက်ဒါလူမျိုးတုံးတပ်ဖြတ်မှုလို့လဲငါတို့ပြောလို့ရတယ်ပေါ့ ငလင်းကြောင့်နိုင်ငံတော်ဘလီတွေပြိုကျခဲ့တာကြောင့်အစ္စလမ်ဘာသာဝင်တွေဝှပြုတ်ဖို့အခက်အခဲဖြစ်နေကြသလိုပြိုကျတော့တဲ့ဘလီတွေပြန်လည်တိဆောက်ခွင့်အမြန်ရရှိဖို့မျှော်လင့်နေကြတဲ့တဲ့င်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗိုလ်ပြုလှုပ်ရှားခဲ့တဲ့အင်အား9.9ရစ်တာစကေးရှိတဲ့အင်အားပြင်းငလင်းကြီးကြောင့်မြန်မာနိုင်ငံနဲ့အထိကိုက်ဒေဆုံးမှုများခဲ့ပြီးအိုးအိမ်တွေနဲ့ဘာသာရေးအဆောက်အအုံအများပြားလဲပြိုကျပျက်စီးခဲ့ပါဗျ။ ငလျင်လောက်ခတ်ခဲ့တဲ့နေ့ဟာ အစ္စလမ်ဘာသာရမ်ဇန်ဥပုပ်လရဲ့နောက်ဆုံးတောက်ကြနေ့ဖြစ်ပြီးဝတ်ပြုနေတဲ့အချိန်မှာငလျင်လောက်ခတ်ခဲ့တဲ့အတွက်ဗလီရေပြိုကျပျက်စီးမှုကြောင့်ဝတ်ပြုနေတဲ့အစ္စလမ်ဘာသာဝင်အများအပြားလည်းတည်ဆုံခဲ့ပါတယ်။ငလျင်လောက်ခတ်မှုကြောင့်နိုင်ငံအနှံ့ကဘာသာရေးအဆောက်အအုံပေါင်း9600ကျော်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီထဲမှာဗလီ135ခုလည်းပါဝင်ပါတယ်။ငလျင်လောက်ခတ်ပြီးတော့23ရက်ကြာမြင့်ခဲ့ပေမဲ့ပြိုကျသွားတဲ့ဗလီတွေမှာရှင်းလင်းရေးတွေလှုပ်ဆောင်လို့မပြီးသေးတဲ့အတွက် ဝေပြုဖို့အခက်အခဲတွေလည်းကြုံနေရတယ်လို့အစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျ။နောက်ဆက်တွဲငလီငယ်တွေဆက်လုံနေတဲ့အတွက်ပျက်စီးသွားတဲ့ဗလီတွေဟာလည်းပြိုကျနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက်ပိတ်ထားရတယ်လို့ဆိုပါရစေ။ ယူကြသွားနိုင်တယ်တော့တချို့ပလီတွေကလုံးလုံးပိတ်ထားရပါလေဗျ။ပလီတွေဆိုရင်သတ္တနိကတွေကိုဆွေရဘက်ကပြန်လဲစောင့်မိန်ခွင့်ပြုချက်ပေးတဲ့အနေအထားမျိုးကိုကျွန်တော်တို့ပေးစီခြင်းလေ။ပုံချစိတ်ကိုဆွေရထုတ်ပါဆိုလို့တော့ထုတ်ပေးနိုင်တဲ့အနေအထားဆွေရမှလည်းမရှိဘူး။ကျွန်တော်တို့နီးနဲ့ကျွန်တော်တို့ပေါ့နော်ဒီအလူရှင်တွေရှိတယ်။ပြက်တဲ့အဆောက်အဦတွေသတ္တနိကအဆောက်အဦတွေကိုဆွေရဘက်ကတက်နိုင်တဲ့ပေးသင့်ပေးထိုက်တဲ့ဒီလိုခွင့်ပြုချက်လေးတွေကိုတော့အလင်းမြန်ပေးစီခြင်းပါလေလို့။ဘာမှကျွန်တော်တို့ဝတ်ပြုလို့ရမယ်နေထိုင်လို့ရမယ်ပေါ့နော်။အဲ့ဒီပိုင်းလေးကိုတော့ကျွန်တော်ဖြစ်စေချင်ပါတယ်။ စီအုပ်စုအဆက်ဆက်ကဗလီတွေကိုတရားဝင်ဆောက်လုပ်ခွင့်မပြုခဲ့တာနှစ်ပေါင်း60ကျော်ပြီဖြစ်တဲ့အတွက်ငလျင်လောက်ခတ်တဲ့အခါမှာအစာအုပ်တွေခံနိုင်ရေးမရှိဘဲပြိုကျပျက်စီးခဲ့တာလို့အစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျ။ဝတ်ပြုနေထိုင်ကြဖို့အခက်အခဲတွေကြုံနေကြရတဲ့အတွက်ပြိုကျသွားတဲ့ဗလီတွေပြန်လည်တည်ဆောက်နိုင်မှုအတွက်အစိုးရအနေနဲ့အမြန်ဆုံးခွင့်ပြုချက်ပေးဖို့ဘာသာရေးတိုင်ဝမ်ကတောင်းဆိုထားကြပါဗျ။ကျွန်တော်တို့ကမူလပုံစံမပြတ်ပဲဆိုတော့မဖြစ်နိုင်ဘူး။ဘာလို့တော့ကျွန်တော်တို့ဗလီတွေစောက်ခွင့်မရတာနှစ်ပေါင်း60ရှိပြီ။ ဟုတ်ကဲ့ပါဒါတွေကတော့တပတ်အတွင်းပြည်သူတွေစိတ်ဝင်စားမယ့်သတင်းတွေတွေကနေထူခြားတဲ့သတင်းလေးတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါပါ။ဒီပူပီရုံမြင့်တန်ကြားကို ကြည့်ရှုအားပေးနေကြသူများလိုရာဆန္ဒပြုတ်ဝတ်ကြပါစေရှင်။ကျမကေခိုင်ပါ။